နိုင်ဝဲပြန်ရှာဖို့အတွက်တန်းစင်ကိုအခွင့်အရေးပေးလာခဲ့ပြီဖြစ်တဲ့ဝမ်ချန်ပီယံရှစ်ပရိသတ်များလုံးပဲမိလာပါခင်ဗျာဘလူးလိုင်းယွန်းကင်းကနေပြန်လဲကြိုလဲပါရင်တန်းစင်ကတော့လာမဲ့1 Friday 5 1 of 5ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့အတွက်ပြိုင်ပွဲရသွားခဲ့ပြီဖြစ်ပါရင်တန်းစင်ရဲ့ပြိုင်ပွဲကတော့ Time Fighter Passo Campbell ပဲဖြစ်ပါရင် Passo Campbell ဟာဝမ်ချန်ပီယံရှစ်မှာစုစုပေါင်း9ပွဲထိုးထားပြီးပါပြီ Friday 5 ပြိုင်ပွဲတွေမှာပဲခုနှစ်ပွဲစလုံးထိုးထားခဲ့ရတာပါအဖွဲ့ဝဲ၃ပွဲဆက်တိုက်အနိုင်ရရှိထားပါတယ်ပတ်စုခံပေးအနိုင်ရထားတဲ့၃ပွဲမှာ Flyweight Champ ရဲ့ ranking ၃နေရာမှာရှိနေပြီး Champion ခပ်ဘက်ရယူဖို့အထိပါရည်မှန်းထားတဲ့ Counter Rani လို Fighter မျိုးတော်ပါဝင်နေတာဖြစ်လို့နောက်ဆုံး၄ပွဲဆက်တိုက်ရှုံးထားတဲ့ Fighter ဆိုပြီးပတ်စုခံပေးကို short တွက်လို့တော့မရပါဘူးပတ်စုခံပေးဟာခြေကန်ကျတဲ့လက်သေးကျတဲ့ကိုပဲပို့ပြီးတော့အပြူတိုက်ခိုက်ကစားတဲ့ Fighter ဖြစ်ပါရင် တန်ဘက်ရဲ့သူလက်တန် reach me တော့အကွာဝေးချီတိုးကပ်ကစားပြီးအနီးကပ်ပူးထိုးဖို့ကိုပဲပတ်စုခံမဲကစ조사တက်ပါတယ်အဲဒီအချိန်မှာဆိုရင်ပတ်စုခံမဲကလက်သေးချက်တွေအပြင်တထောင်ထဲမှာရိုက်လေးရှိတတ်တာပါတန်းစင်နေတဲ့ဓာတ်ကိုတတိထားဖို့လိုအပ်ပါတယ်အနီးကပ်တထောင်ရိုက်ချက်တွေကအခက်မသိရင်အကွဲအကွဲအပြဲအပြဲဖြစ်သွားတတ်ပါတယ်အချို့အချိန်တွေမှာဆိုရင်ပတ်စုခံမဲကခြေကန်ချက်အရင်ထုတ်သုံးလိုက်တယ်ပြီးမှလက်သေးတွဲလုံးတွေဝေလာတက်တာမျိုးလည်းပြုလုပ်တတ်ပါတယ်ဒါကတော့ပတ်စုခံမဲရဲ့တိုက်စစ်ကစားပုံဖြစ်ပါတယ်အာသာချက်တွေလို့ပြောရင်လည်းမှန်ပါလိမ့်မယ် ပက်ဆူခံဝဲကလိုအပ်ရင်ကလင်းချက်တွေနဲ့ထုံသုံးနိုင်စွမ်းရှိပါတယ်။ကလင်းချက်ယူပြီးရင်ပက်ဆူခံဝဲကဒူးတိုက်ဖို့တန်တထောင်နဲ့ရိုက်ဖို့ကိုပုံမင်းအားတန်တဲ့ပုံစံမှာရှိပါတယ်။တထောင်ရိုက်တာမျိုးကိုပဲပိုလို့တက်ပါတယ်။ဒါပေမဲ့ဒူးတိုက်ချက်တွေမလုပ်ဘူးလားဆိုရင်တော့မဟုတ်ပါဘူး။ပြန်မဲ့ခံစီကစားပုံပေါ်မူတည်ပြီးဒူးတိုက်ချက်တွေကိုလည်းပြုလုပ်တက်ပါတယ်။ပက်ဆူခံဝဲကကောင်တာရီကို anonymous decision နဲ့တာအနိုင်ရရှိခဲ့တယ်ဆိုပေမဲ့သူ့ရဲ့ကစားပုံဟာလက်ရှိအချိန်ထိအားနည်းချက်တွေတဘုံတစ်ပင်ကြီးနဲ့ရှိနေစေဖြစ်ပါတယ်။ တိုင်းစစ်စင်ကစားချိန်ဒီမှာဆိုရင်ပက်ဆူခံမေးရဲ့ဂက်ပြန်ကာဘုံကပွင့်နေတက်ပါတယ်အမေကန်ချမ်းမောင်းရင်တော့အနီးကလက်သေးတွဲလုံးနေနဲ့တောင်းလျှောက်ဖိအားပေးထိုးတက်ကစားမယ်ဆိုရင်ဒေချာပေါက်ကျနိုင်တဲ့အနေထားပါလဲရှိနေပါတယ်ဆိုတော့အတန်းစင်နေတဲ့ဒီပွဲမှာဆူရီယယ်လက်နဲ့ပွဲတုံးကကစားပုံမျိုးနဲ့ချင်းကက်တင်ပါတယ်ပက်ဆူခံမေးကချေကန်ခံလိုက်ရမယ်ဆိုရင်အနေငယ်ရိုင်းထွက်သွားတက်ပါတယ် ခြေခံချက်အသိမခံနိုင်တဲ့သဘောဖြစ်ပါတယ်ဒါကတန်းစင်ကျန်းဖြစ်ပါတယ်တန်းစင်ရဲ့ခြေခံချက်တွေကတော်တော်လေးကိုအားပါပြင်းထန်မှုရှိပါတယ်ဆိုရရလဲလို့အောက်ခြေခိုင်နဲ့မာဂုံမြင့်ဖိုက်တာမျိုးကတော့မှတန်းစင်ရဲ့ခြေခံချက်တွေအောက်မှာအလဲလဲအပြိုပြိုဖြစ်ခဲ့ရတာပါဒါကြောင့်တန်းစင်ရဲ့ခြေခံချက်တွေကိုပန်းစုခံဖြစ်အနေနဲ့တောက်ခံနိုင်မှုရှိပါဘူးတန်းစင်နေတဲ့ခြေခံချက်ပြင်းပြနေကောအသုံးပြုပြီးတိုက်ခိုက်ကစားရပါမယ်ပြီးရင်တော့အနည်းကလက်သေးတွဲလုံးအနေနဲ့ကစားရမှာဖြစ်ပါတယ်တန်းစင်နေတဲ့ဒီပွဲမှာရင်ဆိုင်ရမယ့်ပြိုင်ဘက်ကအရင်ပွဲတွေဒုံကအချက်အများကြီးပိုပြီးတော့အားနေပါတယ် ဝိုင်းချန်ပီယံရှစ်ဘက်ကတန်းစင်ကိုညှာပြီးတော့နိုင်ဝဲပြန်ရှာနိုင်ဖို့အခွင့်အရေးပေးတယ်လို့မြင်မိပါတယ်။တန်းစင်နေတဲ့ဒီအခွင့်အရေးကိုအမီးရဆုပ်ကိုင်ပြီးထိထိမိမိအတုံးချနိုင်ဖို့လိုအပ်ပါတယ်။ဒါမှသာတန်းစင်ရဲ့ရှေးခီးလန်းကပြန်ပြီးတော့တက်မှတ်လာနိုင်မှာဖြစ်တာကြောင့်မအဆုံးနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။